ပြောရင်မင်္ဂလာပါဗျဒီနေ့က25လပိုင်း2025ဖြစ်ပါတယ်ဗျဒီကြော်ရခြံရောက်တဲ့အချိန်လေးပေါ့နော်ခြံရောက်တဲ့အချိန်လေးမှာဒါခဏနားနေတဲ့အချိန်လေးမှာပဲမထူးကြီးမြင်းကြံတောင်းတာကြာပြောချင်ပါတယ်ဗျဒါဟိုတလောကဥစဉ်ဝလူစခန်းနဲ့ပတ်သက်ပြီးမှလောက်တက်သွားတာလေးလေအားလုံးလည်းကြားရမယ်ထင်ပါတယ်ဗျနော်ဝလူစခန်းဆိုတာကမထူးကြီးရဲ့ မြို့ဝင်ပဲရွာရွနဲ့အဲဝလူရွာကအင်ဂျီတစ်ထောင်လောက်ရှိတယ်ဗျာနော်ဒီဝလူစခန်းကြီးမဖြစ်ခင်မှာဒီလိုကြီးမိုဘိုင်းမိုဘိုင်းခင်မှာလဲဝလူစခန်းဆိုတာဒီရွာရဲ့ရွာရဲ့အစွန်ပေါ့ဗျာရွာရဲ့ထိပ်ပေါ့ဒီမှာရဲဘော်တွေဈေးတော့ရဲဘော်တို့ရောဈေးသွားဝယ်တယ်ဒါဈေးခုမဖြစ်ခင်တော့ဈေးသွားဝယ်တဲ့အခါမှာလဲဈေးထဲမှာအဲ့လိုပဲ PDF တွေကရဲဆက်ဆက်တက်ပြီးမှဒါခိုးဆက်ဝယ်ဆွဲလို့ဆွဲပြီးမှရဲဆက်တက်ပြထားလဲခင်ဗျားတို့ဒါကြားသိမှာပဲဗျာနော် အဲ့တော့ခင်ဗျားတို့ကရွာနာမှာကြောက်လို့ရွာထီမှာကြောက်လို့ရွာခမ်းမှာကြောက်လို့ဆိုတဲ့ကောင်းပါလေကောင်းပါလေတလို့မေတ္တာတရားကြီးမှတော့လဲနော်ကောင်းပါလေဘာပြောပြပေါ့နော်ဦးဇင်းတို့ကကောင်းပါလေကောင်းတာကိုလူတွေကတော့ပိဆက်တာတော့ကိုလူတွေကတော့ပိဆက်တာတော့ဒါအလုံးကြားတဲ့အတိုင်းပဲပေါ့ဗျာနော်အလုံးကြားတဲ့အတိုင်းပဲအဲ့တော့ဦးဇင်းတို့ပြောချင်တာကနှထိုးကြီးမြင့်ကြမှာဆိုရင်လည်းပြည်သူစစ်အားကောင်းလို့တာဒါခံနိုင်ုံရှိနေရနော်ဒီစတိုင်းမှုချုပ်ကြီးကိုယ်တိုင်ကလည်းမြင့်ကြမှာကွက်ကဲနေရလည်းရှိတယ်နော်ကွက်ကဲနေရလည်းရှိတယ်ဒါ နောက်တစ်ခုကမြင်းကြံမှာခွက်ခွက်နေရာလည်းရှိရလို့ဒီစတိုင်းမူကျော်ရဲ့ဒီလူရဲ့စိတ်ကဘာတစ်ခုကောင်းသွားလဲဆိုတော့အောက်ကတင်ပြတော့သူလက်ခံတယ်အောက်နဲ့သူတိုင်ပင်းပြီးမှလုပ်တယ်ဒါမှန်ကန်တဲ့စကားပဲသူ့ကိုစတိုင်းမူကျော်မကလို့ဘာသူပဲဖြစ်ဖြစ်နေဗျာငါမြင့်ငါဆိုင်စကားရရငါငါပြောရလို့လို့ငါလုပ်တယ်လို့လုပ်ဆိုတဲ့ပုံစံမျိုးသူမှဒီနယ်မကျွမ်းကျင်တာလေဗျာမကျွမ်းကျင်ဘူးလေမကျွမ်းကျင်တော့သူကအောက်ကတင်ပြတော့လည်းလက်ခံတယ်သူကလည်းအကုန်လုံးချိန်နေချိန်ပြီးမှသူကတိုင်ပင်းပြီးမှလုပ်တော့လုပ်တော့မြင့်ကြံအောင်သူတို့တွေဘယ်လိုမှတိုးလို့မရအောင်မြင့်ကြံမှာဘယ်လိုမှတိုးလို့မရအောင်တိုးတဲ့တိုင်းလည်းသူတို့တွေမသာပေါ်ရတာပဲဒီဂျမ်းဖက်တရားနော် ဒါညညချင်းစီလုံးချင်းပဲဦးဇင်းတို့ကပြောချင်ပါတယ်ဗျာနော်အဲ့တော့ဦးဇင်းတို့နထိုးကြီးဆိုလဲဒီတိုက်မဲ့မိသီလာမှာပြည်သူစစ်တီရှိတယ်မိသီလာမှာလည်းပြည်သူစစ်တီရှိတယ်အဲ့တော့မိသီလာပြည်သူစစ်ရှိတယ်ခေါင်းဆောင်တယောက်ဆိုရင်ဒါဒီစစ်မှုထားဥပဒေနဲ့ပတ်သက်ပြီးမှဝေဖန်လို့ဒီတက်ကိုပြောလို့ဆိုပြီးမှဒါ905နဲ့ဆွဲခံထားရတယ်နော်မလုပ်တင်တဲ့အရာတွေပေါ့နော်အချင်းချင်းပြအမင်းဒီလိုမလုပ်နဲ့ဒီလိုမလုပ်နဲ့ခေါ်ဆုံးမှပြီးတဲ့အရာတွေဒါ905နဲ့ဆွဲပလိုက်တယ်နော်ဒီဟာတွေကမောဖူးလားဆိုလဲသူ့မှာတက်တိထောက်ထားသူ့မှာပြောစရာတွေရှိဒါနဲ့သူက အဲလက်တွေထောက်ထားတယ်ပြပိုင်ခွင့်မပေးနိုင်ဘူးနော်တကယ်လို့အမှန်တရားတွေချပြမယ်ဟုတ်ပြီရွာဒီမှာကြီးပတ်ဆံကောက်ထားတယ်ရှိတယ်ရွာဒီမှာဟွာရှိတာတွေချပြန်ဘာလို့မှလဲဘလို့ရေးယူမှလဲလို့ပြန်မေးရမယ်ခင်စိုက်နေရပို့ပြန်နော်ဟုတ်ပါအဲ့တော့မက်ဂျီလာမှာလည်းပြည်သူစစ်တီရှိတယ်ပြည်သူစစ်တီမှာဒီနေထိုးကြီးတွေပဲမှာဘလို့တုံးချဘလို့အလုံးချတယ်ဘလို့တုံးမလဲဘလို့စကားလုံးနေရာမှာအင်အားလို့ဒီပြည်သူစစ်တီနဲ့ဘလို့တွဲမလဲဘလို့တုံးမလဲဆိုတော့ခင်ဗျားတို့မှာဒီလိုပဲစဉ်းစားတဲ့အာရောရှေ့လာလို့တော့မေခွန်းထုတ်ရမလို့ဥစဉ်တော့ပြန်ဖြစ်နေပြန်နော် တကယ်လို့လားဒီတိုင်းပြစ်ထားမယ်ဒီတိုင်းလွတ်ထားမယ်ဆိုလို့ရှိရင်နထိုးကြီးပဲဖြစ်ဖြစ်တောင်တာတို့ဘယ်ဘက်တို့ရွာတွေပဲဖြစ်ဖြစ်ဒါအကုန်လုံးကတောင်တာတို့နထိုးကြီးတို့မြင်းကြံလောက်ပဲနော်ကြံတဲ့ရွာတွေမှာအကုန်လုံးက PDF တွေအကုန်ရောက်နေအကုန်လုံးကြီးဆိုးလို့ဖြစ်သွားပြီဖြစ်သွားပြီအာအကောင်းတဲ့အနေထားတစ်ခုဖြစ်သွားတယ် PDF တွေတော်လို့မဟုတ်ကိုယ့်ဘက်ကညံ့လို့တင်ပြတယ်ကိုယ့်ဘက်ကသုံးမကြလို့ကိုယ့်ဘက်ကတင်ပြတဲ့ຢာတွေဟိုအောင်တိုင်းတိုင်းမင်းမလုပ်တဲ့ຢာတွေ အာဒီထောက်ပံ့ရမယ့်ဟာတွေလိုအပ်ချက်တွေပံ့ပိုးရမယ့်ဟာတွေကိုချိန်မပံ့ပိုးနိုင်မချိန်မလုံးမပေးနိုင်လုံးမပေးနိုင်အဲ့လိုခင်ဗျားတို့ကအမှန်တရားပြောလို့ရှိရင်ခင်ဗျားတို့ကလက်မခံဘူးမကြိုက်ဘူးမကြိုက်ဘူးနော်အဲ့လိုအမှန်တိုင်းပြောကဘုန်းကြီးကဘုန်းကြီးရဲ့လုံးမလို့ဘူးဘုန်းကြီးရဲ့လုံးနဲ့ဘာဆိုင်မဆိုင်မှလည်းတည်တယ်မလုံးကိုနဲ့မပြောတင်မှလည်းတည်တယ်ပြောနိုင်ရင်အတိအဖြစ်မှလည်းတည်တယ်နေတာကြီးဆိုတာလည်းတည်တယ်ကိုကကိုမနေနိုင်တာခဲ့နေရကိုကကိုဒီတိုင်းနဲ့ကိုတိုင်းပြကိုလူမျိုးကိုဘာဘာဟာငိမ့်ချမှုကိုကိုကမမြန်ကြီးငိမ့်ချစေချင်တယ်ဗျာအေးချစေချင်တယ်ဗျာ ။ငါကလိုပဲရွာရွာတို့ရွာတွေမှာအေးချမ်းချမ်းနဲ့ဟုတ်လားကိုလေယာသီနဲ့နန်းစဘာအကုန်လုံးဒါမျိုးလေးဖွင့်ပြတော့မြင်ချင်လို့ဒါကြောင့်လားကိုကပြောနေရလား။ဒီလိုမြင်ချင်တယ်ဆိုတော့လေဒီအကျန်းဖက်တွေမရှိမှငင်းချမ်းမှအေးချမ်းမှငင်းချမ်းမှအေးချမ်းမှပဲရှိတာ။အော်အကျန်းဖက်ကိုမနှိမ်နှင်းလို့မရအောင်နှိမ်နှင်းရမယ်။အကျန်းဖက်ကိုနှိမ်နှင်းမှုဆိုရင်စီလုံးမှုညင်ညင်းမှုအောက်ကတင်ပြတဲ့ရာကိုလည်းလက်ခံမှုတော့လိုတယ်။ဥပမာစေချောင်းထိုးတယ်ကိုယ်ဝလူရောက်စေချောင်းထိုးတယ်ဗျဝလူရဲစကောင်စေချောင်းထိုးတယ်ဘယ်နေရရှိပြီလဲတနေရရှိတယ်စေချောင်းထိုးတာလာတာဘယ်နေရလောက်ရှိသွားပြီလဲရောက်ပြီလားရောက်ပြီလား ဒါမျိုးလည်းရှိတယ်။တောက်ပြီလာပဲမရပါပဲ။မလူစခန်းဆိုငကိုကလေးကဈေးထဲသွားဈေးထဲဈေးသွားဝယ်တယ်အသက်ခံရတယ်ဒါမျိုးတွေ။ဦးစင်းတို့ကအကုန်လုံးပြောရင်လည်းမကောင်းဘူးဗျာခါလိုက်ကြတော့ခင်ဗျားတို့ကအကုန်လုံးပြောကြအကုန်လုံးနေရာတကာပြောနေလားအဲ့လောက်ထိတည်နေလားအဲ့လောက်ထိတက်နေလားလဲ။ဦးစင်းတို့စီကအဲ့ဒီပြည်သူတွေအားလုံးတည်င်းပို့တယ်။ဒီရှင်းရမှာဆိုလဲရှင်းရမှာဦးစင်းတို့စီတည်င်းပို့တယ်။ ဦးစင်းတို့ကခင်ဗျားတို့ကိုအမှန်တရားတွေကိုကြပြနေတာအဲ့တော့အောက်ခြေမှာစစ်စစ်လုံးလုံးညီညွတ်လိုအပ်ချက်တွေကိုပံ့ပိုးနိုင်မှုရည်ကြီးတယ်ဦးစင်းတို့ပေါ့မြုံနယ်ပေါ့မြုံနယ်မှာဆိုတော့ထုံနှီးတူသွားပဲဒီရိတ်ခါတွေပို့ပါလားခင်ဗျားနှစ်နှစ်လောက်ရိတ်ခါပြန်နေအောင်တပတ်ဆောင်လောက်ပို့ရုံနဲ့ရဗျာတပတ်အစီပြပါမလဲဟုတ်လားဒီရင်နှန်းနေပါရင်ကြကြအနာစစ်ကြောင်းထုံမဲ့ကြကြအနာလုံဆောင်မဲ့ကြကြအနာစစ်စစ်လုံးလုံမဲ့ဒါပဲလုံရမယ့်အရာတွေကအဲ့တော့ဦးစင်းပြောချင်တာကဒီပြည်သူစီရွာတွေလိုအပ်ချက်ရရိတ်ခါပံ့ပိုးပို့လက်နဲ့ခရရနေပံ့ပိုးပေးရမယ်လုံလောက်ဆိုတာဦးစင်းတို့ကဲဗျာ တကယ်ဥစဉ်တို့ဟိုဟာဆိုလို့ရှိရင်ကဲဥစဉ်တို့ကိုကိုစုရွာဆိုတာတစ်နှစ်လောက်ထိုင်စားလို့ရပါပြီကိုကိုစုပတ္တစာပြည်သူစေရွာဆိုရင်ရေပန်လာမှာတစ်နှစ်လောက်စောက်ရရတော့အေးစိတ်ချမ်းသာလာတို့တိုက်နိုင်တယ်ရန်လူလာလည်းစိတ်ချမ်းသာလာတို့တွေချနိုင်တယ်ဟိုရိတ်ခါတစ်နှစ်လောက်ရှိနေတာဝေးဗျတစ်နှစ်စာလောက်ရပါတော့ကြောင့်ကျန်တဲ့ရွာရင်လည်းဒုံနစ်တိစွာရိတ်ခါကို9လစာတစ်နှစ်စာတော့လုံလောက်လောက်ဒီမဲ့ပန်ပိုးနိုင်ရင်အစင်းပြည့်တဲ့ကြောင်းလေးကိုဥစဉ်တို့ကဒါလေးကိုလည်းပြင်ပြခြင်းဖြစ်ပါလေနော်အဲ့တော့ဥစဉ်တို့ရဲ့လုံတက်ချက်တွေဥစဉ်တို့ရဲ့အတင်ပြချက်တွေကခဏလို့ တဲ့ထိခိုက်ခြင်းထိခိုက်မယ်နင့်နာခြင်းနင့်နိုင်မယ်ဒါဥစဉ်တော့တော့ဒါနဲ့ကိုပြောတဲ့အမှန်တရားဆိုတော့တခါကြီးတို့သိစေခြင်းနဲ့ပြည်သူစစ်တွေကိုလိုအပ်တယ်လို့နော်တန်ဖိုးမှုလိုအပ်ကြာကြာနာထောက်ပံ့ပြီးမှပြည်သူစစ်တွေကိုတိုင်းပြည်အတွက်တုံ့တက်လို့ရှိရင်တော်တော်ကြီးထိရောက်တယ်ဆိုတာလေးပဲပြောချင်တာဗျအားလုံးပါပဲဗျာ တောင်တာမှာစစ်အုပ်စုတောက်တိုင်ဖြိုချတဲ့စစ်စင်ရေးအဖြစ်နန်စီဒီအန်ဝန်ထမ်းတွေကိုဖမ်းဆီးစစ်အုပ်စုကိုအထောက်ကူပေးနေတဲ့နန်စီဒီအန်ဝန်ထမ်းတွေကိုစီမံချက်နဲ့ဆက်လက်ဖမ်းဆီးအရေးယူသွားမယ်လို့ဆိုမန္တလေးတိုင်းမြင်းချံခရိုင်တောင်တာမြို့မှာစစ်အုပ်စုရန်ရဲတောက်တိုင်ကိုဖြိုချတဲ့စစ်စင်ရေးအဖြစ်နန်စီဒီအန်ဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့တောင်တာနယ်ဒေသခံတော်လန်ရေးတည်င်းမြစ်ကပြောပါတယ်။ မေလ16ရက်မနေ့ကမနက်ပိုင်းမှာတောင်တာမြို့ပေါ်မြင်းချံတောင်တာကြောက်ပန်းတောင်ကာလန်ပေးရှိဝန်ထမ်းအင်အားကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းပြီးနန်းစီတီအန်ဝန်ထမ်းတွေနဲ့မိသားစုဝင်ချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ဆိုပါရယ်စစ်အုပ်စုဒေါက်တာရန်တရဖြတ်သိမ်းရေးစီမံချက်အနေနဲ့စစ်စင်ရေးလုပ်တဲ့အခါမှာဝန်ထမ်းအင်အားမှာရှိနေတဲ့အမျိုးသမီးတွေဗိုက်ကြီးတဲ့တွေနဲ့ကလေးတွေအကုန်ဖမ်းမိခဲ့တယ်။အဲ့ဒီလိုဖမ်းမိတဲ့အခါမှာအမျိုးသမီးတွေဗိုက်ကြီးတဲ့တွေနဲ့ကလေးတွေကိုဖမ်းဆီးမခေါ်ခဲတော့ဘဲနဲ့ နန်းစီဒီအန်တွေနဲ့သူတို့နဲ့ပတ်သက်တဲ့သူတွေကိုပဲဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါအဲ့ဒီမှာနန်းစီဒီအန်ဝန်ထမ်းက6ယောက်ပါပါတယ်နန်းစီဒီအန်နဲ့တာချင်းဆွေမျိုးတော်ဆက်တဲ့သူက9ယောက်ပါပါတယ်လို့တောင်တာနယ်ဒေသခံတော်လန်ရေးတရင်ရင်မြစ်ကပြောပါတယ်တော်လန်ရေးတပ်ဖွဲ့တွေဖမ်းဆီးခေါ်ဆောင်လာတဲ့နန်းစီဒီအန်6ယောက်ကိုတော့အထက်ကညွှန်ကြားချက်အတိုင်းအေးအေးယူဆောင်ရွက်သွားမှာဖြစ်ပြီးနန်းစီဒီအန်မဟုတ်တဲ့မိသားစုဝင်9ယောက်ကိုတော့မကြခင်မှာပြန်လွတ်ပေးသွားဖို့စီစဉ်နေတယ်လို့လည်းသူကဆက်ပြောပါတယ် ဒါအပြင်ဖန်စီထိမ့်သိမ်းထားသူတွေရဲ့နေထိုင်စားတောက်ရေးကျန်းမာရေးအပါအဝင် အားလုံးအဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားပြီးမိသားစုနဲ့ဖုန်းဆက်သွယ်ပြောဆိုခွင့်ပေးထားတယ်လို့ဆိုပါရယ်တောင်တာမြို့အပါအဝင် မြို့နယ်တွင်းမှာရှိတဲ့နန်စီတီအန်ဝန်ထမ်းတွေကိုတွေ့တဲ့နေရာမှာဆက်လက်ဖန်စီအရေးယူတာတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းတော်လန်ရေးတရင်ရင်မြစ်ကဆက်ပြောပါရယ်စကားစကိုထောက်ပံ့ပေးနေတဲ့ဒေါက်တိုင်တွေဖြစ်တဲ့ နန်စီဒီအဝန်နှန်းတွေကိုတော့တွေ့ရင်တွေ့တယ်လို့ကြုံရင်ကြုံတယ်လို့ဖန်းစီရီတွေကတော့ဆက်လုပ်နေမှာပဲတယောက်ချင်းကြုံရင်လည်းဖမ်းမှာပဲကျွန်တော်တို့ဆိုမိုးနယ်မြေတွေကျေပြန့်လာတာနဲ့အမျှစကားဆာရဲ့ရန်ရယာမှန်တမျှကိုဖြစ်စီပြရမှာကျွန်တော်တို့ရဲ့တာဝန်ပါ အဲ့ဒီနန်းစီတီအံဝန်နှန်းတွေဖမ်းဆီးတာကိုစီမံချက်နဲ့ကိုလုတ်သွားမှာစက္ကစားရဲ့အုတ်ချုပ်ရေးစီးပွားရေးစတဲ့ရန်နရာတွေမှန်သမျှဖြိုဖျက်သွားမှာပါလို့သူကဆိုပါတယ်စစ်အုပ်စုဝါဒဖြန့်လူမှုကွန်ရက်တွေမှာတော့တောင်တာမြို့ဘူတာကုန်းရက်ွက်ရှိဌာနဆိုင်ရာဝန်ထမ်းအိမ်ယာတွင်နေထိုင်သောကုံတွဲလေရဝန်ထမ်းများဖုံးဆိုင်ကယ်များအားအကျန်းဖက်အဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရတဲ့အကြောင်းဖြန့်ချီရေးသားထားပါတယ် မြင်းချံခရိုင်အစစ်စစ်စင်ရေးအဖြစ်တောင်တာမြို့နယ်တဲကစစ်အုပ်စုစခန်းတွေနဲ့ပြူစောတိစခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေလ15ရက်ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်အုပ်စုဘက်ကလည်းလေကြောင်းကနေနေ့စဉ်ဘုံကျဲပစ်ခတ်နေခဲ့တယ်လို့တိုက်ပွဲမဖြစ်ပွားတဲ့ကြေးရွာတွေကလေကြောင်းကဘုံကျဲနေတာဖြစ်တယ်လို့တောင်တာနဲ့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။မြင်းချံခရိုင်အဆင့်စစ်စင်ရေးအဖြစ်မေလ15ရက်ကတောင်တာမြင်းချံနွားထိုးကြီးငန်းစုံစားတဲ့မြို့နယ်တွေထဲကစစ်အုပ်စုနဲ့ပြူစောတိစခန်းတွေကိုတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိနွားထိုးကြီးနယ်ဝက်လူရဲစခန်းမှာ6ရက်မြောက်ဖြစ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့အထိနာတဲ့စစ်အုပ်စုကလေကြောင်းကနေနေ့စဉ်ဘုံကျဲပစ်ခတ်ခုခံနေတယ်လို့ဒေသခံတွေကဆိုပါတယ်